်ချယ်ဆီအသင်းဘက်မှာကန်တရားကြီးရှိနေပြီစ조사အားထုတ်မှုပြုဖို့ပဲလိုပါတော့တယ်မင်္ဂလာပါကိုကင်းစတာဖုတ်ဘောရှင်ရဲ့ Chelsea TV ကနေပြောင်းညီတော်များအားလုံးကိုကြိုဆိုပါရစေ။ကျွန်တော် Chelsea ကတော့ဒီနှစ် FIFA Club World Cup မှာတမကပဲနဲ့ကျွန်တော်ဘောလုံးရာသီတရာသီလုံးမှာအကန်တရားဖိမှမှုအနေငယ်ရှိနေတယ်လို့ပဲပြောချင်ပါတယ်။ တော့ကန်တရားကိုလည်းမျက်နှာလဲကဲပြေလှုပ်ထားလို့တော့မရပါဘူးကျွန်တော်ကိုယ်တိုင်ဒီပင်လျင်ကန်ကိုတိတ်ပြီးတော့ first priority အနေနဲ့ထားတာမဟုတ်ဘူးဗျအဓိကစူးစမ်းအားထုတ်မှုလက်တွေ့ဆန်မှုကအဓိကအဖြစ်သတ်မှတ်ထားတဲ့လူတယောက်တော်တော်ကန်လုံးဝမပါလို့တော့မရအောင် အော်ကံညာဝိရိယ၃ပါးလုံးလို့တယ်ညာဝိရိယကတော့လက်တွေ့ဆန်ပြီးတော့ကံကတော့လက်တွေ့သိမ့်မဆန်ဘူးပေါ့ဗျာတို့မဲ့ဒီနှစ်ဘောလုံးရာသီတရာသီလုံးမှာချက်စီးဖြတ်တန်းခဲ့တဲ့အခြေအနေတွေကိုကြည့်ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုလိုအပ်ခဲ့ရင်တောင်မှနောက်ဆုံးချိန်ခါမှာချက်စီးဒီပရီးမီးယားလိ125ကနေချန်ပီယံလိဝင်သွားတယ်ကျွန်တော်မှရင်းနှီးမမနဲ့ကြည့်ခဲ့ရတာနော်အဲ့တော့နောက်ထပ် conference league ဒါကတော့ထားပါတော့အစောကြီးကတည်းက ကျွန်တော်ချန်ပီယံဖြစ်မယ်လို့ယူမှန်းခဲ့ပြီးသားအဲ့တော့ကျွန်တော်ချယ်ဆီအသင်းဒီအခုလိုမျိုးကန်တရားဖေးမမှုဟာပြီးခဲ့တော့ဘောလုံးရာသီမှာတာမှာကပဲနဲ့အခု FIFA Club World Cup မှာပါထပ်ပါလာတယ်အဲ့တော့ဒီကန်တရားဖေးမမှုကချယ်ဆီကိုပဲပြောရမလားဒါမို့ဂရုံးကိုပဲပြောရမလားဂရုံးကပြောလို့ပြောရမဟုတ်ဘူးကန်လေးတော့ရှိတယ်နော်ကျွန်တော်တို့ကမကြိုက်ပါဘူးအခုလည်းမကြိုက်ဘူးသူ့ဘာလို့သူဘယ်လိုပဲ FIFA Club World Cup မှာဘာတွေပဲလုပ်ပြလုပ်ပြဂရုံးတွေ့ရတဲ့အသင်းတွေဟာအရင်ခက်ခဲတဲ့အသင်းတွေမှာမပါတာဗျာဒါပုံဝင်လင်းပြောဒါပေမဲ့ဂရုံးကန်ပါတယ်ဒီလိုမျိုးဟိုမခက်ခဲတဲ့အသင်းတွေမတွေ့ခဲ့ရလို့မင်းတို့ချန်ပီယံဖြစ် စ်ခွင့်မပေးဘူးဆိုတော့ rules ကလည်းမရှိဘူးလေဒီနေ့ရာသီမှာကျွန်တော်ချယ်ဆီ FIFA Club World Cup ရဲ့ group stage ကိုကြည့်ကျွန်တော်တို့ဒုက္ခပေးနိုင်တဲ့အတင်တသိမ်းမှမပါဘူးဒါတောင်မှ Flamingo ရှုံးအောင်ကန်လိုက်သေးတယ်ဒါပေမဲ့ကတော့ကကန်ပါနေတယ်လေကန်သူ့ဘက်မှာလုံးဝအမြဲတမ်းရှိပြီးသား Flamingo ရှုံးတယ်နောက်ဆုံး Aspirants ကိုနိုင်သွားတယ်အဲ့ဒီ Flamingo ရှုံးတာတော့ तू ကကန်ကောင်းသွားတယ်လို့ပြောရတယ်တော့တကယ်လို့ Flamingo မရှုံးဆိုရင် तू ဒီတစ်ဖက်က Bayern Munich ကို တွေ့ရမှာပဲအဲ့တော့ကျွန်တော်ရှုံးထွက်အဆင့်တွဲဆိုင်နေအသီးသီးပေါ်လာတယ်ခြေစည်းရောက်တဲ့လမ်းကြောင်းခြေစည်းတွဲထားတဲ့တွဲဆိုင်ဟာအမတန်အမတန်ကိုလွယ်ကူနေတယ်ဒါပေမဲ့အမတန်အမတန်လွယ်ကူတယ်ဆိုတဲ့စကားဒီနေ့မနက်ပိုင်းမှာကန်ခဲ့တဲ့ Man City เนาะကျွန်တော် AHL ပွဲပြီးတဲ့အချိန်မို့လို့ပြောတာပါအဲ့ဒီမတိုင်ခင်တုန်းကတော့ဘာမှယတိပြပြောလို့မရသေးဘူး Inter Milan Fluminense မှာလဲ Fluminense တက်လာလို့ကျွန်တော်ဒီလိုမျိုးပြောရတာကဲထားပါအဲ့တော့ကျွန်တော်တစ်ဖက်လမ်းကြောင်းကို ်သွားကြည့်မယ်ဆိုရင်မတတ်တာဘူးချဲသည့်မတော်တဆတာဖလာမင်ဂိုဆွတ်ဆက်ကန်ပြီးတော့ကျွန်တော်အုပ်စုဖို့ရမယ်ဘိုင်ယန်မြူးနစ်နဲ့တွေ့မယ်ဆိုရင်အဲ့ဒီ16တင်းအစ်စ်မာတယ်ကျွန်တော်တို့စတင်ခက်ခဲကြမ်းတမ်းတဲ့လန်ခီတစ်ခုကိုရှောက်လန်းအောင်ပါပြီးတာနဲ့ PSG လို့အသင်းမျိုးနဲ့တွေ့ရမယ်16တင်း ကွာတာစီမီ၃ပွဲလုံးချီးထွားအောင်ခံရမှာ။ဘာကြောင့်လဲဆိုတော့အဲ့ဒီဘက်ကတွဲတိုင်းမှာ Real Madrid လည်းပါတယ်ဗျာ။ Juventus လည်းပါတယ်။အဲ့တော့ Real Dortmund နှစ်သင်းနဲ့တစ်သင်းတက်မယ်ဆိုရင်တော့မှအဲ့လောက်ထိ Chelsea နေနဲ့မလွယ်ဘူး။ဥရောပရဲ့ထိပ်တန်း club တွေပဲ Real တက်ဖို့များတယ်။အပြောချင်တယ်ကျွန်တော်တစ်ဖက်လမ်းကြောင်းတစ်ဖက်တွဲတိုင်းကိုရှောင်လွှဲနိုင်ခဲ့ပြီးတော့ကန်တရားဖေးမှမှုရကျွန်တော်တို့ဒီတစ်ဖက်မှာအဆင်ပြေတဲ့ ကန်လို့လွယ်တဲ့เนาะတွဲတိုင်းလေးကိုကြာသွားတယ်အဲ့တော့ကျွန်တော်ဒီတွဲတိုင်းတစ်ဖက်မှာလမ်းကြောင်းနှစ်တွဲရှိတယ်အဲ့လမ်းကြောင်းနှစ်တွဲထဲမှာလဲသူကလွယ်တဲ့လမ်းကြောင်းတွေကိုပဲတွားကြတာထားပါတော့ Inter Milan, Fluminense, Man City, Ehi လဲလမ်းကြောင်းတွေကိုကြာရင် Chelsea ပိုခတ်တယ်အဲ့ဒီလမ်းကြောင်းတွေကိုမကြဘဲနဲ့ဒါ Palmeiras, Botafogo, Benfica, Chelsea လမ်းကြောင်းတွေကိုတွားကြတယ်ဒါတော့မှ Benfica ကိုကျွန်တော်တို့အချိန်မိုးတွေပါအဲ့ဒီကန်လိုက်ရသေးတယ်เนาะကောင်းတာတစ်ပိုင်းမြား ပြောချင်တာပွဲမပြတ်သွားဘူးပေါ့အဲ့တော့ကျွန်တော်အနေနဲ့အခုဘန်ဖီကာကို16သင်းအဆင့်မှာအနိုင်ယူကြော်ဖြတ်ခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်တစ်ဖက်ကဘရာဇီးကလပ်တင်းနှစ်သင်းထဲကတက်လာတဲ့ဖာမရက်စ်နဲ့ ်ကွာတာဖိုင်နယ်မှာဆက်လက်ရင်ဆိုင်ရှင်ပြိုင်ကစားရမယ်ဘရိုရဲ့ပွင့်လင်းပြောရင်တော့ပါမရက်ဆိုတာချယ်ဆီရဲ့ပြိုင်ဘက်အဆင့်တောင်ရှိတာမဟုတ်ဘူးလူစင်းစုပွဲမှုရပဲရှင်ကြည့်အောင်ဟာပါမရက်ကတော့ဘရာဇီးကလပ်ဘလူကောင်းတယ်ဘလူရီတီးရဲ့ဘလူရီဖြုတ်ခဲ့တယ်ဒါတပါလူစင်းစုပွဲမှုပဲကျွန်တော်ကရှင်ပြတာတကယ်ကံမယ်ဆိုရင်ပါမရက်ကိုနိုင်တယ်ဗျမနိုင်စရာအကြောင်းမရှိဘူးလို့တော့မပြောချင်ပါဘူးနိုင်တယ် ီလူစင်းကြီးနဲ့တကယ်ဖြုတ်မယ်တီးမယ်ဆိုရင်ကန်လို့ရတဲ့အခြေအနေမျိုးပါအဲ့တော့ group stage ကိုကြည့်ကြည့်လိုက်တသင်းမှာချယ်သီးကိုဒုက္ခပေးနိုင်ခဲ့တဲ့အသင်းမပါသလို16သင်းအဆင့်ရောက်လာခဲ့တဲ့အခါမှာလည်း Benfica လို့အသင်းမျိုးနဲ့ပဲတွေ့ရတယ် Benfica ကကြာနေပြီဗျဒီနှစ်ဟိုဘောလုံးရာသီမှာလည်းဘာမှစွမ်းဆောင်မပြထားနိုင်ခဲ့တဲ့အသင်းအဲ့လိုအသင်းမျိုး16သင်းဆင်းကနေနိုင်ပြီးတက်တယ် Now Palmeiras နဲ့တွေ့မယ်အဲ့တော့ပြောလို့ပြောရမဟုတ်16သင်းအဆင့်မှာ အသင်းတိုင်းကိုသည်သည်ခဲရခဲစေ ကစားရတယ်တိုးတော့ချယ်စီကတော့အဲ့ဒီခဲရခဲစေကစားရတဲ့အသင်းတွေထဲမှာပို့ပြီးလွယ်ကူတဲ့အသင်းတစ်သင်းနဲ့တွဲဆုံသွားမှာဖြစ်တဲ့အတွက်နောက်တစ်ဆင့်ကိုတက်ဖို့အများကြီးမျှော်လင့်ခွင့်ရှိတယ်ဒါတွေမဲ့လားဆိုတော့မဟုတ်ဘူးဒီနေ့မနက်ခင်းအစောပိုင်းနေနော်ညနေပွဲသေးနေမှာကန်သွားတယ်ပွဲနှစ်ပွဲမှာအသင်းနှစ်သင်းလုံးပြုတ်သွားတယ်ဟာတကယ်ချယ်စီဘက်မှာကန်တရားကြီးကလန်ထွက်နေတာနော် Fluminense နဲ့ Inter Milan ပွဲမှာ Inter ပြုတ်သွားတယ်မန်စီးတီးနဲ့အဟီရယ်ပွဲမှာလည်းမန်စီးတီး ပြုတ်သွားတယ်ကြော့ Chelsea နဲ့ Semi Final မှာတွေ့မဲ့အသင်းနှစ်သင်းက Fluminense လားအဟီလေလားနှစ်သင်းလုံးကတော့ အစိတ်ရှိတယ်အစွဲရှိတယ်ဆိုပေမဲ့ဗျာအင်တာလောက်တော့မကြက်ဘူးမန်စီးတီးလောက်တော့မကြက်ဘူးအဲ့ဒါတော့သိကြတယ်ချယ်ဆီကအင်တာမီလန်ကိုတွေ့မှထက်ချယ်ဆီကမန်စီးတီးကိုတွေ့မှထက်အဲဟီလေပဲတွေ့တွေ့ဖလူမီနစ်ပဲတွေ့တွေ့အပေါ်အသင်းတသင်းအနေနဲ့ဖိုင်နယ်ကိုတက်ဖို့မျှော်လင့်ခွင့်ရှိတယ်အဲ့တော့ကျွန်တော်စိတ်ထဲမှာနည်းနည်းကလုကလုတော့ဖြစ်နေဒီကောင်လေးဖိုင်နယ်မင်းရောက်သွားမလားမသိဘူးပေါ့နော်ကိုကကိုအသင်းနဲ့ပတ်သက်ပြီးတိတ်အယုံကြည်ရှိတာတော့မဟုတ်ဘူးဗျာဒါမဲ့လိန်ဘယ်လိန်ဘယ်နဲ့ပြောလို့မရအောင်ဖိုင်နယ်တက်သွားကျွန်တော်ခုတွေ့နေတဲ့ လမ်းကြောင်းတွေတွဲတိုင်းတွေမှာကန်တရားရဲ့မျက်နှာသာပေးမှုကတော့ရပြီးသွားပြီကြံတာကတော့ကိုကိုတိုင်ကြိုးစားအားထုတ်မှုပြုဖို့လိုပါတယ်ဟာငါတို့ဘက်မှာကံပါနေလို့ဆိုပြီးမကြိုးစားဘဲနဲ့တော့မရဘူးဟိုဖြစ်ကြတဲ့ဆန်းကံလို့တော့မရဘူးဒါပေမဲ့ဘန်ဖီကာနဲ့ပွဲတုန်းကခြေစွမ်းမျိုးနဲ့သာနောက်လာမဲ့ပွဲတွေကံပြတတ်တယ်ကျွန်တော်ပြောရနော်ဘန်ဖီကာနဲ့ပွဲတုန်းကခြေစွမ်းမျိုးပြောတာမိနစ်90လုံးဘာမှထောက်ပြစရာမရှိတဲ့ထောက်ခွက်မရှိတဲ့ ခြေသွမ်းမျိုးနဲ့ပဲကန်ဖာမရက်စ်ကိုအပေါ်အသင်းနေနဲ့ကန်လို့ရတယ်ကြော်ဖြတ်နိုင်လိမ့်မယ်နောက်ထပ်တက်လာမဲ့အဟီလန်နဲ့ဖလူမီနက်စ်ဘယ်အသင်းပဲဖြစ်ဖြစ်ချဲသီးနေနဲ့ဒီစွမ်းဆောင်ရည်တီတီညင်နေပဲသွားဖိုင်နယ်ရောက်ဖို့ကချဲသီးမှာမျောလိချက်အများကြီးရှိတယ်ဆိုတော့ conclusion ဆွဲရမယ်ဆိုရင်ဒီ FIFA Club World Cup မှာကျွန်တော်ကအများကြီးမမျောလင်းခဲ့မိတာတော့အမှန်ပဲအတွင်သစ်တရံသစ်နဲ့ကျင်းပတဲ့ပြိုင်ပွဲတစ်ပွဲလည်းဖြစ်တယ်ပြီးခဲ့သောဘောလုံးရာသီကကျွန်တော်ချဲသီးအသင်းရဲ့ပုံတရံသီးတိတ်ပြီးဟိုတရံမမှန်တာလည်းပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်မယုံကြည်ရဲပဲနဲ့အော်တပွဲနိုင်နိုင်တယ်ပေါ့နှစ်ပွဲနိုင်နိုင်တယ်ပေါ့ ပေါ့အဲ့လောက်ပဲမျောလင်းခဲ့ရာနေအခုတော့ကျွန်တော် final ရောက်ဖို့အထိကိုမျောလင်းလို့ရနေပါပြီဒီလို final ရောက်ဖို့အထိမျောလင်းတာလေမျက်စိမိတ်ပြီးတော့အသင်းကိုချစ်တဲ့စိတ်နဲ့အသင်းဆွဲနဲ့ပြောတာမဟုတ်ပါဘူးတေချာလက်တွေ့ကြကြပဲစဉ်းစားကြည့်ပါဒီတစ်ဖက်လမ်းကြောင်းကိုကြပြီးတော့ Man City နဲ့ Inter Milan တို့ပြုတ်သွားကြတဲ့ကချက်စီးသည်ပို့ပြီးတော့လွယ်ကူတဲ့လမ်းကြောင်းတစ်ခုကိုကန်တရာဖန်တီးပေးလိုက်တယ်လို့ဖြစ်ပါတယ် ဆိုချဲဒီနေနဲ့ final ရောက်ဖို့အများကြီးမျှော်လင့်ချက်ရှိတယ် final မှာတော့အသင်းကောင်းတစ်သင်းနဲ့တေချာပေါက်တွေ့ရမှာပါအဲ့တော့ဒီ tournament တောက်လျှောက်ပေါ့နော်ချဲဒီကိုဒုက္ခပေးနိုင်တဲ့အသင်းဆိုတာ semi final အထိမပါခဲ့ဘူးလို့ပဲပြောရမှာဖြစ်ပါတယ် final ရောက်တဲ့အချိန်ကျမှချဲဒီကိုနှစ်ဖူးတွေဒူးတွေဒုက္ခပေးမဲ့အပေါ်အသင်းတစ်သင်းနဲ့ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်ချဲဒီရဲ့ တကယ်ခက်ခဲတဲ့ပွဲစဉ်တပွဲကို final မှာမြင်ရဖို့ရှိပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ